မန်စီးတီးကိုသမအီဒါဆန်ကအသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေဟာမဟုတ်မှန်ကြောင်းညှင်းဆန်ခဲ့ပါတယ်။အသက်32နှစ်အရွယ်ဘရာဇီးလူရေးစင်ကိုသမအီဒါဆန်ဟာ2019နှစ်ရသီမှာဘင်ဖီကအသင်းကနေမန်စီးတီးအသင်းစီကိုပေါင်35တန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။မန်စီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့အီဒါဆန်ရဲ့လက်ရှိစာချုပ်ဟာတစ်နှစ်သာကျန်ရှိတော့ပြီးအခုနေမှာ sorry ကိုပြောင်းရွှေ့ပွဲရှိနေတယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ဒါပေမဲ့အီဒါဆန်ကသူ့ရဲ့အနာဂတ်ဟာမန်စီးတီးအသင်းမှာရှိနေပြီ။ အသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေဟာမဟုတ်မှန်ဘူးလို့ပြောကြခဲ့တာပါအီဒါဆန်ကကျွန်တော်ရဲ့အနာဂတ်ကမန်စီးတီးအသင်းမှာပဲရှိပါတယ်တချို့တငယ်ချင်းတွေကကျွန်တော်ကိုသူတို့တွေးတဲ့သတင်းတွေပို့ကြတယ်ဒါပေမဲ့သတင်းတွေရဲ့99ရာခိုင်နှုန်းကမမှန်ပါဘူးကျွန်တော်အနေနဲ့မန်စီးတီးအတွက်ပဲအာရုံစိုက်ထားပါတယ်ပရီးမီးယားလိပြန်ရဖို့နဲ့ချန်ပီယံလိဖလားထပ်ရဖို့ကြိုးစားမှာပါကျွန်တော်ရဲ့စိတ်ကအသင်းပေါ်မှာပဲရှိပါတယ်လို့ပြောပါတယ် မန်စီးတီးနည်းပြဂွာဒီယိုလာကတော့အသင်းကိုယ်သမအီတာဆန်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ဘယ်လိုဖြစ်လာမလဲဆိုတာကိုမသိဘူးလို့ပြောဆိုထားပါတယ်။